ကျောက်ဆယ်မျိုးရွှေသားလျောင်းတောင်ခါတော့မှရှိတဲ့ဒီကျောက်တိတာသေးသေးကြီးကိုဘာကြောင့်မဖြိုချမဖျက်ဆီးတော့တာလဲဒါလေးမပြောခင်မှာဒီကျောက်တိတာသေးသေးကြီးကိုဘာကြောင့်တီထားကိုးကွယ်ရဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အလောင်းရှိသူမင်းကြီးတိုင်တန်လှဲ့လဲစဉ်ခါမှာအလောင်းရှိသူမင်းကြီးဟာကျောက်ဆယ်မျိုးရွှေမော်ရိုစီတွေကိုရောက်ရှိပြီးရွှေမော်ရိုစီတွေကိုဖူးမြော်ကြောနေတဲ့အချိန်မှာရွှေသားလျောင်းတောင်ခါတော့မှရှိတဲ့ဒီကျောက်တိတာကြီးကတော့မှအယောင်ဝါးတွေထုံးထုံးတောက်ပါတာကိုအလောင်းရှိသူမင်းကြီးကမြင်တော်မူခဲ့တယ် လောင်းစီသူမြင့်ကြီးကဒီရောင်ဝဲထုံးလင်းတောက်ပါနမိတ်ကိုမြင်တော်မူပြီးလျင်ဒီကြောက်တဲ့တာကြီးကိုတွားရောက်ရစ်ဆေးတော်မူခဲ့တယ်ထို့နောက်အလောင်းစီသူမြင့်ကြီးကဒီကြောက်တဲ့တာကြီးပေါ်၌ကိုးတော်ပြည့်ဇေဒီတစုတီထားကိုးပေါ်တော်ပြည့်အမိတ်ချမှတ်ခဲ့တယ်ရှင်ဘရင်အလောင်းစီသူမြင့်ကြီးရဲ့အမိတ်တိုင်းပဲဒီကြောက်တဲ့တာကြီးပေါ်မှာကိုးတော်ပြည့်ဇေဒီတော်တီထားကိုးပေါ်တော်မူခဲ့တယ်ခုနောက်ပိုင်းမှာတော့ကုသိုလ်ရှင်နေရာ73တောင်ပြည့်စည်ကြီးကိုတီထားကိုးပေါ်တော်မူခဲ့ကြဖြစ်ပါတယ် ရခိုင်ချိန်မှာတော့9000ပြည့်စေတီတော်ကိုတိထားကိုကတော်မူပြီးလည်းယင်ယခုအချိန်မှာတော့73000ပြည့်စေတီတော်ကိုကုသိုလ်ရှင်တွေကပြန်လဲပြုမြင်မုန်းမှန်ရတိထားကိုကခဲ့ခြင်းဖြစ်ပါတယ်။ မကြသေးငါလှုပ်ခတ်ခဲ့တဲ့သခိုင်းကလျင်ကြောင့်ဒီကြောက်တဲ့တာကြီးကငလျင်တန်တည်ပြီးတော့မှပြုတ်ရပျက်စီးနိုင်ရည်80ရာခိုင်နှုန်းလောက်ရှိတယ်ဆိုပြီးတော့မှအစိုးရအာဏာပိုင်တွေကလည်းချမှတ်ပြီးတော့မှဒါနောက်ထပ်ငလျင်တစ်ခါထပ်လုပ်လို့ရရှိရင်ပြိုကျပျက်စီးနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကိုအန်ဒီများတယ်ဖြိုချပျက်စီးမယ်ဆိုပြီးတော့မှသူတို့ကဆုံးဖြတ်ချက်ချခဲ့တာပေါ့အဲ့ဒီအတွက်ကိုလည်းအောက်မှာမလွတ်ကင်းတဲ့ ဒီပြည်သူတွေဒုနေအိမ်တွေကိုလည်းဖယ်ရှားဖို့ကိုသူတို့ကမျိုးကံပြည်သူတွေကိုလည်းဖယ်ရှားဖို့သူတို့အမိန့်ချခဲ့တာပေါ့ဒီကြောက်တက်တာကြီးကိုဖြိုခွဲဖျက်ဆီးပြီးတော့မှအန်ရဲကင်းသွားတော့မှပဲပြန်လဲပြောင်းရွှေ့ဖို့ကိုလည်းသူတို့ကအမိန့်ချမှတ်ခဲ့တာပေါ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကနေလို့မှဒီကြောက်တဲ့သာဒီဒီကြီးကိုဖြိုချဖျက်ဆီးတော့မယ်ဆိုပြီးကြင်ညာချက်ထုတ်လိုက်တဲ့အချိန်မှာပဲဒီမြန်မာနိုင်ငံတနင်္ဂနွေလုံးမှာရှိနေတဲ့နေရာဒေသအသီးသီးမှာရှိတဲ့ဒါလူတွေကဒီကြောက်တဲ့သာဒီဒီကြီးကတမိုင်းဝင်ပွဲနှစ်လည်းဖြစ်တယ်ရှေ့ဟောင်းရင်ချင်းမှုတစ်ခုလည်းဖြစ်တယ်ဆိုတော့ဒါကိုမဖျက်ဆီးသေးခြင်းညောက်ဘောနော်မဖျက်ဆီးဘဲနဲ့ပြန်လဲပြုတ်ပြေမုန်းမှန်မှုအတွက်ကိုအကူလုံးကနေမှာဒါတင်ညင်တညွတ်တဲ့သူတို့ တညတညထဲပေါ့နော်ဒါအကြံဉာဏ်တွေပေးလာခဲ့ကြတယ်ဘလို့ပဲအကြံပေးပေးပေါ့ဒါသူကဆုံးဖြတ်ချက်အရဒါကအန္တရာယ်ရှိတယ်ဖြိုချဖြက်စီတော့မယ်ဆိုပြီးဆုံးဖြတ်ထားတဲ့တော့ကိုသူကဖြိုချဖြက်စီမှာပေါ့နော် အဲ့ဒီတော့ကြောက်ကိုသူကဖုံးရင်ဟန်းတန်ဃာတွေနဲ့အဲဒီပိပထန်းတွေရွတ်တယ်အမျှတန်းတွေပေးဝေတယ်နောက်ခါဒီကြောက်တတာကြီးကလည်းတိုက်ကြီးတယ်ဆိုတော့ဒီတိုက်နဲ့ပတ်သက်တဲ့ဒီပွဲတွေပေးတယ်တိုက်ဒီနေရာရွှေ့ဖို့တော့ကိုသူတို့တွေတော့ပွဲတွေပေးပြီးတော့မှသာသူတို့တောင်းမှန်ကြတာပေါ့နော်ဒီလိုပဲ ဲဒီဖြက်စီမဲ့ထိုချဖြက်စီဖို့အတွက်လူတွေကလည်းအပေါ်တက်ပြီးတော့မှဒါနေရာတွေကြည့်ကြတာပေါ့နော်ဒါသူတို့လုံးဖို့အတွက်ကင်မိုးအတွက်ဒါဖြုတ်ဖို့ခွဲဖောက်ခွဲဖို့အတွက်ကိုသူတို့ကြည့်တဲ့အချိန်မှာတဲ့ဒီကျွန်တော်ပြောပြတာကတော့ဒီအမည်မဖော်လို့သူဒီထဲမှာပါတဲ့တောင်ဝင်ရှိဝန်ထမ်းတယောက်ကပေါ့နော်သူတို့တောင်ပေါ်တက်တဲ့အချိန်မှာတဲ့ဒီဟာယူသူတို့လိုက်ပြီးလေးလာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့တဲ့မတော်တဆတောင်ဝမ်းတော်မှာခြေချော်ကြတာတွေသူတို့ကြုံခဲ့ရတယ်တဲ့အဲ မထင်မှတ်ဖဲနဲ့ဘီရနော်မှာလူတယောက်ကတစုံတယောက်တစ်ခုကသူတို့လာဝင်တိုက်တယ်လို့မျိုးသူတို့ခံစားရတယ်။နောက်ပြီးသူနေထိုင်နေတဲ့သူတို့ရဲ့စိတ်ထဲမှာဟိုဝမ်းနေတယ်လို့လူအာစိတ်ထဲမှာဟာတာတာကြီးဖြစ်တယ်လို့မျိုးဖြစ်ပြီးတော့မှသူတို့မူလဲတဲ့လူတွေရှိကြတယ်တဲ့သူတို့အနားမှာတစုံတယောက်ကလိုက်ပြီးတော့မှရှိနေတယ်လို့မျိုးလို့လည်းအမြဲတမ်းခံစားရတဲ့အပြင်ဟို ဟိုငိုတန်းလိုလိုညင်းညူတန်းလေးလိုလဲသူတောက်မှာသူတို့အမြကြားခဲ့ရတယ်ပေါ့နော်အဲ့ဒီတော့ကိုသူတို့ကကြောက်ပြီးတော့မှတောင်အကိုပြန်ဆင်းကြတယ်ဟိုအဖွဲနဲ့တောင်မှအဲ့လိုပေါ့နော်အဲ့ဒီလူအခုကွဲသွားတဲ့ခါမှာပို့ပြီးတော့မှဒီဆိုးတဲ့အနေထားကိုသူတို့ကြုံရတယ်ပေါ့နော်အဓိကတော့တဲ့သူတို့နားမှာအမြဲတမ်းလိုလိုသူတို့ရဲ့ခံစားချက်ကအဲ့လိုတစုံတစ်ယောက်ရှိနေပြီးတော့မှသူတို့နားမှာအာရှိနေတလူမျိုးပြီးလို့ရှိရင်သူတို့လေတိုးတလူမျိုးမထအခက်မသိရင်တော့ဒါလေတိုးတယ်ပေါ့နော်ဒါမှ အဲ့လိုလည်းမဟုတ်ပြန်ဘူးတဲ့ဇုံရောကသူ့ရဲ့နာမှာရှိပြီးတော့မှဝင်တိုက်တိုက်တလူမျိုးသူ့ရဲ့ကြောတွေချမ်းပြီးတော့မှအဲ့လိုသူတို့ဟိုကြောက်ရွံ့မှုတွေသူတို့ခံစားရတဲ့အတွက်ကိုသူတို့ကဒါကိုလည်းသူတို့ကစိတ်မပါပဲမဲ့လဲပေါ့နော်ဒါသူတို့ကလောကမဲ့အနေထားမှုတော့သူတို့လောကတော့ထိတ်မပါဘူးအဲ့လိုပုံစံမျိုးဖြစ်ခဲ့တယ်ပေါ့သူတို့တွေအိမ်ပြန်တဲ့အခါမှာလေတဲ့သူတို့အဖွဲ့တွေသူတို့အိမ်ပြန်တဲ့အခါမှာလေ နန်းနေရည်ဆိုပိုဆိုးတယ်သူတို့နောက်ကတော့မှအာလိုက်လာသူတို့ခြေတံလိုတွေကြားရတယ်ဒါလှည့်ကြည့်လို့ရှိရင်ဘာမှမရှိဘူးဒါပေမဲ့တရွတ်တရပဲလွင့်ပြီးတော့မှအတန်ထွက်နေသူတို့မျိုးသူတို့ရဲ့စိတ်တွေကတော့ခံစားရတာပေါ့နော်အာကြွ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 အဲ့လိုမျိုးအနောက်လှည့်ကြည့်ဘာမှမရှိဘူးအိမ်မှာလည်းသူတို့ရဲ့အာခလေးတွေပေါ့နော်အခလေးငယ်တွေပါရင်လည်းလမ်းပြီးတော့ငိုတာတွေလည်းရှိကြတယ်တဲ့ တယောက်ဆိုလို့ရှိရင်တဲ့သူတို့အဲ့လိုလာမနေ့ကင်းသူတို့ဒီကြောက်တက်တာကိုဖြိုရှားပြက်စီမှုသူတို့လာတဲ့အချိန်မှာပေါ့ဒီဒီသူတို့စီစဉ်မှုအတွက်ကိစ္စရဲ့လာတဲ့အချိန်မှာတဲ့အဆိုင်ငယ်အစည်းအဝေးနေဖြစ်တယ်အခမ်းမတဲ့ဘာမှမဟုတ်ဘဲနဲ့ဒီခလုတ်တိုက်ပြီးတော့မှအဲ့လိုသွေးသက်တန်ယိုတွေလည်းရှိတယ်အစည်းအဝေးနေဖြစ်တယ်ကားတိုက်မလို့တွေလည်းဖြစ်ကြတယ်တဲ့ဒီတို့ကိုသူတို့ကတော့ဟိုဒီလိုမျိုးနမိတ်တွေဖြစ်နေတဲ့ကိုသာသူတို့ကမလုံချင်ကြဘူးပေါ့နော် နောက်ပြီးတော့မှအဲသူတို့ဒီအဖွဲ့အစည်းတွေကအကြီးငယ်တရားအကြီးငယ်တွေကအထိတ်ထံပြုတ်ပြီးတော့မှဒီကြောက်တက်တာကြီးမှအထိတ်ထံပြုတ်ပြီးတော့မှသူတို့တရားထိုက်ဗတိစိတ်တဲ့အချိန်တွေမှာလဲသူတို့နားမှာအဲ့လိုငိုတန်လိုလိုညီးတန်လိုလိုအဲ့လမ်းလျှောက်နေတယ်လို့မျိုးလိုလိုခံစားရတယ်မသိလို့ရရှိရင်သူတို့ဟိုအဲဘေးမှာ လမ်းလူတွေလမ်းလျှောက်နေသလိုဖြစ်ပေမဲ့သူတို့ကြည်လိုက်ရင်လည်းဘာမှမရှိဘူးတဲ့တိရွက်တွေဟိုလူတွေနင်းတဲ့အတန်နေကျွတ်ကျွတ်ဆိုတော့အဲ့လိုအတန်နေကြားရတယ်ဒါပေမဲ့သူတို့ကြည်လိုက်ရင်အာယုံပြက်တယ်သူတို့ကြည်လိုက်တဲ့အချိန်မှာဘာမှမရှိဘူးပေါ့နော်အာအာယုံမပြက်တဲ့လူကတော့လေသူတို့ဒီဓာတ်ရိုက်ကိုသူတို့ပြီးဆုံးနေတဲ့အချိန်ကိုသူတို့ပရိစိတ်တရားထိုင်မှုတွေလုပ်ခဲ့ပေမဲ့အဲတချို့ဒီအဲနုငယ်တဲ့လူတွေကြတော့အဲ့လိုသူတို့လှန့်ကြည့်တော့လည်းဘာမှမရှိဘူးအဲ့ဒီတော့ကိုဒါကသူတို့အများကြီးသူတို့စိုးရိမ်မှုတွေ ဖြစ်ခဲ့တယ်ပေါ့နော်နောက်တစ်ခုအဆိုဆုံးကတော့အက်ဆီဒန့်အသေးစားလေးတွေဖြစ်လာတဲ့အတွက်ကိုသူတို့ကဟိုကြောက်စိတ်ကပုံများလာတာပေါ့နော်နောက်ပိုင်းမှာဒီတဲမှာရှိတဲ့တာဝန်ရှိလူကြီးတွေကိုအိမ်မက်ပေးတယ်အမင်းတို့ဒီဟာကိုဟိုဟိုအိမ်အိမ်မက်ပေးရဆိုတာတော့အဓိကကတော့မဖြိုရှက်မဲ့ဖြည့်စီဖို့အတွက်ကိုဒါသူတို့အိမ်မက်ပေးတယ်ပေါ့နော်ဒါပေမဲ့သူဒီအကြောင်းကိစ္စတွေကိုဘေးကိုဘလို့မှသူတို့ဟိုထုတ်ဖို့မပြောခဲ့ကြဘူးပေါ့ဟော အိမ်မက်ပေးတဲ့အဲမင်းတို့ဓာတ်ကိုမဖျက်ဆီးဖို့ပေါ့ဖျက်ဆီးခဲ့ရဆိုလို့ရှိရင်လည်းမင်းတို့လည်းပြန်ပြီးပြက်ဆီးရမယ်ဆိုတဲ့အကြောင်းကိုပြောတဲ့အတွက်ကိုဒီဟာကိုတို့နောက်ပိုင်းမှာအော်အန်ဒီများအရဲဆိုပြီးတော့မှဒါသူတို့မဖြိုချမဖြစ်စီတော့ပဲနဲ့အခြေအနေကြည်နာပေါ့နော်။နောက်ငလျင်လဲညင်သွားတယ်။နောက်တစ်ခုကဒီဟာကြီးကလည်းတမိုင်းဝင်အမွေနှစ်ကြီးဖြစ်နေတဲ့အတွက်ကိုဒါအကိုလုံးကတော့မှတင်းတင်းတညွတ်ထဲဆုံဖြတ်ခဲ့ကြတယ်။ပြန်လည်ပြုပြင်မယ်ဆိုပြီးတော့မှဆုံဖြတ်ခဲ့ကြတာပေါ့နော်။ အခုတော့လည်းအာလုံပို့တဲ့မြစ်တာအာလုံပေးတဲ့ဆူတောင်းတွေကြောင့်ပဲဒီကြောက်တဲ့တာဒေဒီကြီးကမဖြိုရှားမဖြက်စီတော့ပဲနဲ့ပြန်လည်ပြုပြင်မှုမှန်တော့မှာဖြစ်ပါတယ်။စာရေးစရာမင်းသိန်းခါကတော့ဒီကြောက်တဲ့တာဒေဒီကြီးထဲမှာ မနုဿတွေရဲ့လက်တစ်ဖက်ရှိတယ်။ပြီးရင်ရွှေငွေကြောက်တံမတံများတွေများစွာရှိရဆိုတော့မှရေသားဖော်ပြမှုတွေရှိပါတယ်။နောက်ပြီးဒီမင်းဝန်တောင်မှာရှိတယ်။မင်းဝန်တောင်ဖျားမှာရှိတယ်။ကြောက်တော့ကြီးနဲ့ဒီကြောက်တက်တာကြီးကို ဖွင့်မှ ပွင့်မှဖြစ်ပြီးတော့မှ ဖွင့်တဲ့လူဟာလည်းဖုံးကံပါရမီပြည့်စုံတဲ့လူဖြစ်မယ်လို့လည်းစာရေးဆရာမင်းသိန်းခါရဲ့စာအုပ်ထဲမှာရေးသားမှုတွေရှိပါတယ်။ဒီကြောက်တက်တာကြီးနဲ့ပတ်သက်တဲ့ တမန်ရတော့လက်ရှိအချိန်မှာဂျုံနန်းစကားလိုလိုရာဇဝင်လိုလိုဒါနိုင်လိုလိုပုံမြင်လိုလိုနဲ့ပဲဒါလိုက်ဆက်လက်ရှိပြီးတည်တဲ့ခိုင်မြင်းနေုံမှာဖြစ်ပါတယ်ခင်ဗျာ